ခုဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ KDB ပေါ့နော်ဘန်ကိုကျွန်တော်တို့ငွေကိုယ့်ရဲ့ဘန်နဲ့ပေါ့နော်ငွေပြန်ဖြည့်ရည်ကျွန်တော်ပြပေးမယ်။အခုနောက်ပိုင်းဘန်တွေကျွန်တော်မြင်များကျွန်တော်တို့ဒါ ATM ကတ်ရှိမှသာလင်ငွေဖြည့်လို့ရမှာဖြစ်တယ်ပေါ့နော်။ဒီ ATM ကတ်မရှိရင်တော့ငွေဖြည့်လို့ရမှာမဟုတ်ဘူး။အဲတော့ကျွန်တော် ATM ကတ်ထည့်ပြီးတော့အငွေဖြည့်ပြန်မှာဖြစ်ပါတယ်ပေါ့နော်။ အဲကျွန်တော်တို့တော်မြန်မာလက်သိပြီးသားဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့ကမှအရှိခံပေါ့နော်ပန်အသုံးပြုတဲ့သူတွေဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဘာသာရွေးမယ်ပြီးရင်မှ deposit ကိုနှိမ်မယ်ပြီးရင်ကျွန်တော်တို့ပေါ်ဆုံးက saving ကိုယူလိုက်မယ်နော်ပြီးရင်ဒီမှာက conference တစ်ချက်နှိမ်ပြီနော်အော်နားမလဲတကယ်လို့မြန်သွားခဲ့ရင်ငါခါပြန်ကြည့်ပေါ့နော်ကျွန်တော်ဒီမှာပြပေးထားတယ်ပြီးလို့ချင်းကျွန်တော်ဒီမှာဒီလိုမျိုးပေါက်ပွင့်လာပြီဆိုရင်တော့ကိုထဲမဲ့ငွေပမာဏထည့်ပေးပေါ့နော်အနည်းဆုံး100ဘတ်ကနေစထည့်မယ်ကျွန်တော်900ဆက်ထည့်ပြမယ်ပေါ့နော် โอเคကျွန်တော်တွေတနေရာတနေရာတူမှာတော့မဟုတ်ဘူးကျွန်တော်မှာတော့ဒီဘာကြောင့်လဲမသိဘူးเนาะပန်ဖွင့်လာတဲ့နေရာချင်းမတူလို့ဖြစ်ပဲထင်တယ်ငွေထည့်ရင်လည်းကျွန်တော်တို့ပတ်စံဖြတ်တယ်ဗျသူရဲ့ပန်ပေါ့နော်သူရဲ့ပန်နဲ့သူပြန်ထည့်ရတော့မှပဲပဆန်ကဖြတ်တယ်ပေါ့နော်ဒီမှာအာကျွန်တော်တွေတခြားနေရာသူတို့ဖြတ်မယ်မထင်ဘူးကျွန်တော်တွေဒီမှာပဆန်20ဖြတ်တယ်ပေါ့နော်ကျွန်တော်တွေထည့်ခါပေါ့နော်โอเคကျွန်တော်တော့မထည့်ပြဘူးကျွန်တော်ကဒါနမူနာပြပေးတာ ဟိုထည့်မယ်ဆိုရင်ဘွားကျွန်တော်ဒီမှာ okay ကိုနှိပ်မယ်မဖြစ်ထည့်ဘူးဆိုရင်တော့ကျွန်တော် I'm all got cancel နှိပ်လိုက်ပါဗျာပြီးဒါဆိုရင်တော့ကျွန်တော်တို့ဒါသူပတ်စံပြန်ထွက်လာပြီမယ်ကျွန်တော်တို့ပတ်စံပြန်ယူလိုက်ပြီးရင်အရင်ကပြန်ယူဒါဆိုရင်တော့ပြီးဖြစ်ပါရင်နော်အာကျွန်တော်တို့ပတ်စံဖြတ်တဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဒီနေမတူလို့လည်းပြောပြောတော့ပေါ်တချို့ပြောတာတော့အာကျွန်တော်တော့တိတ်မထည့်ဘူးကျွန်တော်တခြားပန်နေထည့်တာများဒီကောင်လေးကကျွန်တော်မထည့်ဖြစ်ဘူးပေါ့နော် okay အားလုံးပဲအဆင်ပြေကြပါစေဗျာအားလုံးမင်္ဂလာပါခုဗီဒီယိုမှာတော့ကျွန်တော်တို့ chrome time ဘန် ATM ပုံးကနေပေါ့နော်ကျွန်တော်တို့တခြားဘန်တွေကိုပေါ့နော်ဘလို့လွှဲပြောင်းရမလဲဆိုတာလေးကိုကျွန်တော်ပို့တူတာနေနဲ့ပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ KTP ATM ပုံးမှာသွားမယ်ပေါ့နော်ပြီးဆိုကျွန်တော် ATM ကတ်ထည့်မယ်ပင်နံပါတ်ထည့်မယ်ပေါ့နော်ပြီးကျွန်တော်တို့ပတ်သက်စကားမှာတော့အခုစင်ပီယာပြောင်းကျွန်တော်အင်္ဂလိပ်နဲ့ပြပေးမယ်ပေါ့နော်ပြီးရင်ဒီမှာ transfer တော့ရှိတယ်အဲ့ဒီကောင်နှိပ်မယ်ပြီးဆိုကျွန်တော်ပေါ်ဆုံးက saving နှိပ်မယ်ပြီးဆိုကျွန်တော်ဒီမှာဘန်နေရွေးလို့ရတယ်ဗျာကိုလွှဲပြောင်းခြင်းနဲ့ အသားပေါ့နော်တခြားပန်တွေကိုကျွန်တော်ဒီမှာယူရေးပေါ့ဗျာအကျွန်တော်ကတော့ဒါအစမ်းပြပြီးမှဖြစ်တယ်နော်တချို့ကကျွန်တော်တို့ဒီပန်ဆော့ဝဲပြတ်နေပြီးရောပေါ့နော်ဒါ ETN ပုံကနေလွဲချင်းနေသူတွေတော့ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီမှာတော့ကိုလွဲချင်းနေပန်ယူပြီးရင်ပန်နံပါတ်7လုံးမှတ်ကောင်ထည့်ပြီးပေါ့နော်ပြီးလို့ချင်းဒီမှာငွေမောက်ထည့်မယ်နော်။ဒါငွေမောက်ကတော့ကျွန်တော်ဒီကိုယ့်ရဲ့ ATM ကတ်ထဲရှိတဲ့ပမာဏအတိုင်းပဲလွှဲလို့ရမှာနော်။ မရှိရင် လွတ်လို့မရဘူးသူကပုံနဲ့ထည့်လို့မရဘူးကတ်ထည့်ရပတ်စံဖြတ်မှာနော်အဲ့တော့ကျွန်တော်ဒီမှာ90ကျွန်တော်စမ်းပြပေးမယ်ပေါ့နော်သူကကျွန်တော်ဒီတာလွှဲခတ်ပေးရရင်နော်ဘာမတူလို့ရှိရင်လွှဲခတ်ဖြတ်တယ်ကျွန်တော်ဒီမှာ90ကိုစမ်းလာတော့25ပတ်တောင်ဆိုတော့ကျွန်တော်ကတော့ဒါမလွှဲပြဘူးစမ်းပြဖြစ်တော့ကြောင့်မလို့လွှဲမယ်ဆိုရင်တော့ဒီမှာပေါ်က conference နှိပ်ပေးပြီးတော့ဒီပြူလိုက်ရတယ်အမလွှဲဆိုရင်တော့နေအောင်လေးရရှိကဲနေပြီး cancel နှိပ်လိုက်ရရင်နော်ဒါဆိုရင်တော့အားလုံးအဆင်ပြေမယ်ထင်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်ဆောင်တွေ့ပါမယ်ဗျ